နာဒိစတက်ကစစ်မှုထမ်းအပတ်စဉ်စက်တင်တင်တန်းဖွင့်ပွဲတွေစတင်ကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အနာဒိစေအုပ်စုကဖေဖော်ဝါရီလအတွင်းစစ်မှုထမ်းမှုမတရားပေါ်တာဆွဲစုဆောင်ထားတဲ့လူငယ်တွေနဲ့အပတ်စဉ်စက်တင်တင်တန်းဖွင့်ပွဲကိုဒီနေ့မတ်လ18ရက်နေ့မှာစတင်ကျင်းပခဲ့ပါတယ်။လလယ်ပိုင်းရက်တွေမှာလေ့ကျင့်ရေးတက်အတီးဒီမှာစစ်မှုထမ်းတင်တန်းဖွင့်ပွဲတွေကျင်းပလေ့ရှိတဲ့အနာဒိစတက်ကအခုမတ်လ18ရက်နေ့မှာလဲတိုင်းစစ်ဌာနချုပ်အတီးဒီရဲ့လက်အောက်ခံလေ့ကျင့်ရေးတက်တုံးကမှာ တပြိုင်တည်းတင်နန်းဖွင့်ပြီးစတင်ကျင်းပခဲ့တာပါရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအမတ်တအခြေခံလက်ကျင့်ရေးတပ်အနောက်တောင်ပိုင်းစစ်ဌာနချုပ်အင်ကပူမြို့အခြေဆိုင်အမတ်ငါးတပ်မတော်တပ်မြင့်လက်ကျင့်ရေးကြောင်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရမဲတမြို့အခြေဆိုင်အမတ်တုံးစစ်အခြေခံလက်ကျင့်ရေးတပ်တွေအတီးတီးမှာတင်နန်းဖွင့်ပွဲတွေကျင်းပခဲ့တာပါစစ်ကောင်းဆောင်မင်းအောင်လိုင်းကပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုအသက်တွင်းခဲ့ပြီးတဲ့နောက် မတ်လ28ရက်နေ့မှာ ပထမဦးဆုံးအပတ်စဉ်တင်နန်းဖွင့်ခဲ့တာဖြစ်ပြီးအခုဆိုရင်အပတ်စဉ်၁၁အထိရှိလာပြီဖြစ်ပါတယ်။